ခင်မုန်းတဲ့ပီကေတုံတမီနီအောင်ရဲ့မယုံနိုင်တဲ့လောက်ရတခုကိုပြိတက်တီကိုချပြလာတဲ့ပူဇာပြုခင်ခင်မုန်းတဲ့အရှင်အိမ်အောင်နဲ့ပါလာတဲ့တမီလေးနှစ်ယောက်ရဲ့မထင်မှတ်လောက်တဲ့ပြုမှုတခုကြောင့်အန်အောင်တတိထိတ်လန့်သွားခင်ရတာကတော့ပူဇာပြုခင်ပါအလုံးတီကြတဲ့အတိုင်းပိုးချပြုခင်ဟာ MRTV4 ဆလန်တွေတွေကနေအောင်မြင်လာတဲ့ထိတ်တန့်မင်းသမီးဖြစ်ပြီးတင်းဥဆောင်ကောင်းလို့လေချူလေးတို့မေမြင့်မို့တို့လို့အကယ်ဒမီရနိုင်တဲ့ထိတ်တန့်မင်းသမီးဖြစ်ဖို့အခွင့်အရေးရှိခင်တာပါ ဒါပေမဲ့လည်းပိုးကြဖြူခင်ဟာအားအသင့်စရာကောင်းလာအောင်ပဲမန္တလေးမြို့ကတခုလက်မုံဆိုးဖို့တထေးချင်း PK ထွန်းကိုလက်ထပ်ပေါင်းသိမ်းခဲ့တာဖြစ်ပါတယ်။ပြည်သက်တွေကတော့ပိုးကြဖြူခင်လိုရုံရည်ချော်မော်လာပါပြီးအောင်မြင်မှုတန်လန်းများစွာရှိတဲ့မင်းသမီးတလကတခုလက်မုံဆိုးဖို့တထေးချင်းကိုယူလိုက်လို့ပိုးကြဖြူခင်ကိုငွေမှတ်တယ်ဆိုပြီးပြောကြတာပါ။ တချို့ကလည်း PK ထွန်းမှာသားသမီး၃ယောက်ပါလာတာမို့ပိုးချဖြူခင်အောင်မိတွေးဖြစ်နေမှာမို့ပိုးချဖြူခင်နဲ့ PK ထွန်းတို့မိသားစုအိမ်တော်ရေးစင်မပြေနိုင်ဘူးဆိုပြီးဝေဖန်ကြတာပါဒါပေမဲ့လေခုချိန်မှာတော့ပုံးချပြုခင်တဲ့ PK ထွန်းတို့ရဲ့အိမ်အောင်ရေးချိန်တွေကအလုံးထင်ထားတာနဲ့တခြားစီဖြစ်နေတာဖြစ်ပါတယ်။ပုံးချပြုခင်ဟာခင်မုန်းတဲ့အရှင်အိမ်အောင်နဲ့ပါလာတဲ့သားသမီး၃ယောက်ကိုကိုဝမ်းနဲ့လွယ်ကမွေးထားတဲ့သားသမီးလေးတွေလိုခရူးဆိုင်တာဖြစ်ပါတယ်။ ။ဗိုးကြဖြူခင်အောင်ခင်မုန်းတဲ့ဘက်ကပါလာတဲ့သားသမီးလေးတွေကိုဂယုဆိုင်လွန်းလို့ကိုမွေးထားတဲ့သားလေးစိန်ဦးကိုတော့ဂယုမဆိုင်နိုင်တဲ့အထိပါပဲ။ဒါပြင်ပိုးချံဖြူခင်ဟာကလေးတွေကိုမြစ်တာမျှဝေနိုင်တယ်လို့ခင်မုန်းတဲ့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်းဦးစီးနိုင်နေတာပါ။ဒါကြောင့်လည်းလူတွေကတော့ပိုးချံဖြူခင်ရဲ့အရေးချင်းနဲ့စိတ်ထားကိုခြိကျကြတာဖြစ်ပါတယ်။ဒါပေမဲ့ပိုးချံဖြူခင်ဟာခင်မုန်းတဲ့ရဲ့တမီးနှစ်ယောက်ရဲ့ဖြူမှုတစ်ခုကိုအင်တာနက်ပေါ်မှာမျှဝေလာတာဖြစ်ပါတယ်။ ခင်မုန်းတဲ့ PK ထုံးရဲ့ရင်အိမ်အောင်နဲ့ရတဲ့တမီးနီအောင်ဟာသူမရဲ့စီးပွားရေးလုပ်ငန်းတွေကုညီပေါ်ရနေပြီလို့ပြောလာတာပါခုဆုံမန္တလေးမြို့မှာပိုးကြပြူခင်ဦးစီကဖွင့်လှစ်ထားတဲ့ယန္တနာ PK ထွန်းဆိုင်ကငလင်တန်ကြောင့်ပိတ်ထားရတာတလကျော်နေပါပြီ။အခုအခါမှာတော့အပြက်စီးတွေကိုရှင်းလင်းပြီးပြန်ဖွင့်နေတာပါ။ဒီလိုချိန်မှာ PK ထွန်းရဲ့တမီးလေးနှစ်ယောက်ဟာဆိုင်ကုန်လာတဲ့ကစတမာတွေကိုထိလိုက်မိုးပေးတယ်လို့ဆိုပါတယ်။ ချီကုံဆိုင်ထဲကနေပြင်ထီလိုင်မိုးပေးတယ်လို့ပိုးချဖြူခင်ကပြောလာတာပါ။ဒါပြင်ဆိုင်ကုံလာတဲ့သူတွေကိုလည်းအဲလဲကြိုရင်းဈေးလဲကူရောင်းပေးတယ်လို့ဆိုပါတယ်။ဒါပြင်သူတို့ချောင်းကတငယ်ချင်းမေရီစီလေးဖုံးဆက်ခေါ်ပြီးရောင်းချောင်းဒါကြောင့်တမီလေးမြောက်ကအားကိုးနေရပြီမို့နောက်ဆိုဆ iam မကြီးတွေလက်ထင်ဆိုင်ကုံအပ်လို့ရပြီဆိုပြီးပိုးချဖြူခင်ကကြွားလုံးထုတ်လာတာဖြစ်ပါတယ်။ပိုးကြဖြူခင်ကခင်မုန်းထင်ရဲ့တမီလေးနဲ့ဟာတကယ်ကိုအားကိုးရတာမဟုတ်လေခြေနဲ့ပီတိဖြစ်နေရှာတာပါ တချို့သောမိသားစုတွေမှာဆိုရင်အရှင်အိမ်တော်နဲ့ရထားတဲ့သားသမီးတွေနဲ့မိတွေကမတင်တာတွေရှိနေပေမယ့်ပိုးချဖြူခင်တို့မိသားစုမှာတော့အားလုံးကစီစီလုံးလုံးချစ်ချစ်ခင်ခင်နဲ့မေတ္တာတွေထုံလွှမ်းနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းပိုးချဖြူခင်တို့မိသားစုကိုကြည်လိုက်ရင်စိတ်ချမ်းသာရပြီးစိတ်ကြည်နူချမ်းမြေ့ဖို့ကောင်းနေတာဖြစ်ပါတယ်။ဒီအတွက်ကြောင့်လည်းအလူချမ်းတွေပြုလုပ်နိုင်တာပါ။ဒါကလည်းအိမ်တော်တစ်ခုကိုတည်မြဲအောင်ထိန်းသိမ်းနိုင်တဲ့ပိုးချဖြူခင်တော်လို့ဖြစ်ကြောင်းချီးကျူးရပါမယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပိုးချဖြူခင်တို့မိသားစုအဖို့ကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။